ကျွန်တော်ဒီနေ့မှာတော့ငါးကြီးစီနဲ့ပတ်သက်ပြီးတော့သိထားတဲ့အကြောင်းအရာတွေငါးကြီးစီရဲ့အကျိုးကျေးဇူးတွေငါးကြီးစီကိုရေရှည်ဆွဲပြီးတော့တောက်သုံးပေးတင်လားဆိုတဲ့အကြောင်းအရာတွေကိုမျှော်ပေးတော့ဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ငါးကြီးစီအကြောင်းကိုနည်းငယ်ရှင်းပြခြင်းပါတယ်ငါးကြီးစီဆိုတာကအစီများတဲ့ငါးတွေကနေပြီးတော့ထွက်ယူထားတဲ့စီဖြစ်ပါတယ်ဥပမာအားဖြင့်ဆယ်မွန်ငါးတို့တူနာငါးတို့ဆာဒင်းလို့ခေါ်တဲ့ငါးတက်တာငါးတွေကနေပြီးတော့ထွက်ယူတာဖြစ်ပါတယ် ျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်တော့ငချင်းငတန်းငသလောက်ဒီလိုငါးတွေမှာဆိုရင်ငါးကြီးစီကြောတာပါဝင်တာကိုတွေ့ရပါတယ်ငါးကြီးစီမှာအဓိကပါဝင်တာကတော့ omega 3လို့ခေါ်တဲ့အဆီဖြစ်ပြီးတော့ channel အဆီတွေလည်းပါဝင်ပါတယ် omega 3မှာဆိုရင် EPA DHA နဲ့ ALA လို့ခေါ်တဲ့အဆစ်သုံးမျိုးပါဝင်ပါတယ်အဲ့ဒီအဆစ်တွေအားဆိုရင်ကျွန်တော်ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုကောင်းသွေးပေးမယ့်အဆစ်တွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ငါးကြီးစီကဆိုရင်တခြားအဆီတွေပေါ့နော်ဥပမာအဖြစ်အမဲသားတို့ ဘတ်သားတွေကရတဲ့အစီအနဲ့မတူဘဲနဲ့ငါးကြီးစီကကျွန်တော်ခန္ဓာကိုယ်ကျန်းမာရေးကိုကောင်းကျိုးပေးတဲ့အစီအပဲဖြစ်ပါတယ်။ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း WHO ကဘလို့ကြံပေးထားတယ်လဲဆိုတော့ဒုတိယကတပတ်မှာငါးဟင်းကိုနှစ်ကြိမ်ခန့်စားပေးတယ်လို့အကြံပေးထားပါတယ်။ဘာကြောင့်လဲဆိုတော့ငါးဟင်းစားပေးခြင်းအားဖြင့်ငါးဟင်းကနေပြီးတော့ Omega 3ရရှိပြီးတော့ကျွန်တော်ခန္ဓာကိုယ်ကျန်းမာရေးကိုပို့ပြီးတော့ကောင်းမွန်စေမှာဖြစ်ပါတယ်။တကယ်လို့ကိုကငါးဟင်းမစားခြင်းဘူးငါးဟင်းမကြိုက်ဘူးဆိုလို့ရှိရင်လေ Omega 3ပါဝင်တဲ့ငါးကြီးစီတွေကိုတောက်ပြီးလို့ရပါတယ်။ ဒါဆိုလို့ရှိရင်တော့ငါဟင်းစားကြမလို့ပဲね Omega 3ရဲ့ကောင်းကျိုးတွေကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုမျိုးခန္ဓာကိုယ်ကျန်းမာရေးကိုအကျိုးပြုတဲ့ငါးကြည့်စီရဲ့ကျိုးစီးတွေကဘာလဲဆိုတော့သိနိုင်ဖို့အတွက်ဒီ video ကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်။အကြီးကြီးရဲ့ကျိုးကျစ်တွေကဘာလဲဆိုတော့ပရမသုံးချက်ကတော့ကျွန်တော်ခန္ဓာကိုယ်သွေးထဲမှာများနေတဲ့အဆီတွေကိုလက်စထရောတွေကိုချော့ချပေးတာကိုတွေ့ရပါတယ် ကျွန်တော်ခန္ဓာကိုယ်မှာဆိုရင်ကောင်းတဲ့အစီနဲ့မကောင်းတဲ့အစီဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ငါကြည့်စီကဆိုရင်ကျွန်တော်ခန္ဓာကိုယ်ကကောင်းတဲ့အစီဖြစ်တဲ့ HDL ကိုများစေပြီးတော့မကောင်းတဲ့အစီဖြစ်တဲ့ LDL ကိုကျဆင်းစေပါတယ်။ဒါအပြင် triglyceride တွေကိုလည်းကျဆင်းစေပါတယ်။ဒါကြောင့်မလို့ခန္ဓာကိုယ်သွေးထဲမှာမကောင်းတဲ့အစီကျော်နေသွားပြီးတော့သွေးလှည့်ပတ်ဟိစမှုကိုကောင်းမွန်စေပါတယ်။ဒါအပြင်ကျွန်တော်ခန္ဓာကိုယ်အသေးထဲမှာလာပြီးတော့အစီရင်စုပုံရတာကိုလည်းကျဆင်းစေပါတယ်။ဒါကြောင့်မလို့ငါးကြီးစီကဆိုရင် အသေးအစီပုံစံကိုလည်းတတ်တာစေပါတယ်။ နံပါတ်2အချက်ကတော့နှလုံးကျန်းမာရေးကိုထောက်ပံ့ပြုပါတယ်။ငါးကြီးစီကဆိုရင်နှလုံးမှာရှိတဲ့သွေးကြောတွေရဲ့သွေးကြောနံရံတွေမာကြောတာထူထဲတာမဖြစ်အောင်သူကကာဝယ်ပေးတယ်။သွေးထဲမှာရှိတဲ့အဆီတွေကိုကြာဆင်းစေတယ်။သွေးပောင်ကိုလည်းကြာစေပါတယ်။ဒါကြောင့်မလို့သွေးကြောထဲမှာသွေးလှပြစီးဆင်းမှုကောင်းမွန်လာပြီးတော့နှလုံးရဲ့ကျန်းမာရေးကိုအထောက်အပံ့ပြုတာဖြစ်ပါတယ်။နံပါတ်3အချက်ကတော့စိတ်တက်ကြခြင်းကိုတတ်တာစီပါတယ်။ငါးကြီးစီမှာပါဝင်တဲ့ EBA ကဆိုရင် စိတ်ကြဝေနေခံစားနေရတဲ့သူတွေမှာရောဂါလက္ခဏာတွေကိုသက်သာစေပါတယ်။ဒါကြောင့်မလို့ငါးကြီးစီကိုပုံမှန်တော်သုံးပေးခြင်းအားဖြင့်စိတ်ကြဝေနေမဖြစ်အောင်အထိုက်အလျောက်အဝယ်ပေးပြီးတော့ရောဂါလက္ခဏာခံစားနေရတဲ့သူတွေမှာဆိုလို့ရှိရင်လည်းရောဂါလက္ခဏာကိုသက်သာစေပါတယ်။ဒါအပြင်စိတ်ဖူစီမှုတွေကိုလည်းချွတ်ချပေးတာကိုတွေ့ရပါတယ်။နံပါတ်၄အချက်ကတော့မျိုးလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ငါးကြီးစီမှာပါဝင်တဲ့ဒေးရှိတာဆိုရင်မျိုးလုံးမှာရှိတဲ့မျက်စိထွားရဲ့ကျန်းမာရေးအတွက်အဓိကလိုအပ်တဲ့ဓာတ်မျိုးဖြစ်ပါတယ် ။ဒါကြောင့်မလို့ငါးကြီးစီကိုပုံမှန်တောက်သုံးပြီးခြင်းအားဖြင့်ရက်ကြီးလွှာရဲ့ကျမ်းမာရေးကောင်းမွန်နေပြီးတော့အမြင့်အောင်ချိုးရင်းပြဿနာတွေကိုလည်းသတ်သားစေပါရစေ။နံပါတ်5အချက်ကတော့ငါးကြည့်စီကဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာခံစားနေရတဲ့ရောင်ရမ်းမှုတွေကိုချော့ချပြင်ရတဲ့အာနိသင်ရှိပါတယ်။ဒါကြောင့်မလို့အော်တိုအမျိုးယောဂါတွေဖြစ်တဲ့လေးပင်နာယောဂါတွေမှာခံစားနေရလေးရှိတဲ့အယူအဆနာကျင်တာတွေရောင်ရမ်းမှုတွေကိုသတ်သားကြည့်တာကိုလည်းတွေ့ရပါတယ်။နံပါတ်6အချက်ကတော့အုံနောက်ကျန်းမာရေးကိုလည်းကောင်းကျိုးပေးပါတယ်။ အသက်ရွယ်ကြီးတဲ့သူတွေမှတ်ဉာဏ်ရောင်းနေတဲ့သူတွေမှာငါးကြီးစီကိုပုံမှန်တောက်ပြီးမယ်ဆိုရင်အုံနောက်ရဲ့မှတ်ဉာဏ်တွေတိုးတက်ကောင်းမွန်လာစေတဲ့အပြင်အင်ဇိုင်းမလိုမျိုးရောဂါတွေကိုလည်းသက်သာစေရဖို့တွေ့ရပါတယ်။နံပါတ်9အချက်ကတော့ငါးကြီးစီကဆိုရင်အကြည်ပြားရဲ့ချမ်းသာရေးကိုလည်းကောင်းမွန်စေပါတယ်။ငါးကြီးစီကအကြည်ပြား၆တွေ့တာကိုသက်သာစေတဲ့အသားရည်ကိုစုပြေနေအောင်လို့ရည်တပ်ဖြည့်တင်ပေးတယ်။ဒါအပြင်အကြည်ပြားရတဲ့ပြဿနာတွေဖြစ်တဲ့ psoriasis တို့ atopic dermatitis ဆိုရောဂါတွေကိုလည်း သက်သာရေးရာကိုတွေ့ရပါတယ်။နံပါတ်၈အချက်ကတော့တည်သားလေးရဲ့ကြီးထွားမှုကိုလည်းအထောက်အပံ့ပေးရာကိုတွေ့ရပါတယ်။ကိုဝင်တော်မီဒီယိုတွေမှာငါးကြီးစီကိုတောက်မယ်ဆိုလို့ရှိရင်တော့တည်သားလေးရဲ့အုံနောက်ဖွင့်ပြုံးမှုတွေအမြင်အာရုံခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုတွေကိုအကူအညီပေးရာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ကိုဝင်တော်မီဒီယိုတွေမှာလည်းငါးကြီးစီကိုတောက်ပြီးလို့ရပါတယ်။ဒါအပြင်ကလေးငယ်တွေမှာခံစားလေးရှိတဲ့ ADHD Attention Deficit Hyperactivity Disorder လို့ခေါ်တဲ့အာရုံထူးထောက်ရိုက်ခဲ့တဲ့ရောဂါတွေကိုလည်းသက်သာစေပါတယ်။ ခလေးငယ်တွေကိုတိုက်မယ်ဆိုလို့ရှိရင်တော့ခလေးအတွက်ထုတ်ထားတဲ့ငါးကြီးတွေရှိပါတယ်အဲ့ဒါကိုပဲတိုက်အောင်ဖြစ်ပါတယ်အခုပြောခဲ့တဲ့အချက်ချက်ချက်ကတော့ငါးကြီးစီရဲ့ကောင်းကျိုးတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာငါးကြီးတွေတောက်နေတဲ့သူတွေပါပါလိမ့်မယ်တချို့တွေကဆရာဝန်ညွှန်ကြားမှုနဲ့တောက်တယ်တချို့တွေကတော့ဘေးနားကတကယ်ချင်းဘေးဆွေအပေါင်းအသင်းတွေညွှန်ကြားမှုကြောင့်လို့တောက်ကြတယ်ဘာကြောင့်ပဲတောက်တာပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့သူတွေနဲ့ငါးကြီးစီရဲ့ကောင်းကျိုးတွေကိုသိသွားမယ်လို့ညွှန်လင်ပါတယ်တခုထပ်ပြီးတော့ပြောချင်တာကတော့ငါးကြီးစီကို ပုံမှန်ဆွဲပြီးတောက်ပေးတင်လားဆိုတဲ့မိခွန်းကိုဖြည့်ပေးခြင်းပါတယ်။ငါးကြီးစီကိုပုံမှန်ဆွဲပြီးတောက်ပေးတင်လားဆိုလို့ရှိရင်တော့ပုံမှန်ဆွဲပြီးတော့တောက်ပေးလို့ရပါတယ်။အထူးသဖြင့်တော့ငါးဟင်းမစားရသေးတဲ့အနေနဲ့ပို့ပြီးတော့တောက်ပေးတင်ပါတယ်။ဒါမှသာခံနိုင်ခွင့်ကျန်းမာရေးကိုပို့ပြီးတော့ကောင်းဝင်စီမှာဖြစ်ပါတယ်။အခုဆိုရင်တော့ဒီဗီဒီယိုကြည့်ပြီးတော့ငါးကြီးစီအကြောင်းကိုသိသွားမယ်လို့ညွှန်လင်းပါတယ်။ဒီဗီဒီယိုကို like နဲ့ share လုပ်ပြီးတော့လည်းအားလုံးကြည့်သွားအောင်လို့ညွှန်ပေးခဲ့ဖို့တိုက်တွန်းချင်ပါတယ်။အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ။